ဘသူမှရုပ်ရှင်တွေမခေါ်ကြသလိုအနုပညာအလုပ်တွေလည်းလုပ်ခွင့်မရလို့ဝန်ထဲနေရရှာတဲ့လူရှင်တော်ဒိန်းတောင်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်ကြီးအခုချိန်မှာအနုပညာလောကရဲ့မေးလျော့ခြင်းကိုခံစားနေရပြီးတော့ရုပ်ရှင်ရိုက်ဖို့လာခေါ်မဲ့သူဇက်ပွဲငားမဲ့သူမရှိလို့ဝန်ထဲကြည်ခွင့်နေရတဲ့သူကတော့ကျမတို့အားလုံးရဲ့အသေးစွဲလူရှင်တော်ကြီးဦးဒိန်းတောင်ဖြစ်ပါတယ်လွန်ခဲ့တဲ့ဆယ်စုနှစ်တခုကျော်လောက်ကဒိန်းတောင်ဆိုတဲ့နာမည်ဟာမြန်မာနိုင်ငံရဲ့ဟာသာလောကမှာမသိသူမရှိလောက်အောင်ကြော်ကြားခဲ့ပါတယ်သူရဲ့ဟာသာတွေသူရဲ့ ဲ့စကားလုံးတွေသူရဲ့မျက်နှာအမူအရာတွေကပြည်သက်တွေရဲ့ရင်ကိုဘလို့မှမရေပဲနဲ့မနေနိုင်အောင်ကိုဆွဲဆောင်နိုင်ခဲ့တာပါ အထူးသဖြင့်တော့သူရဲ့အနုပညာကြီးကိုဖြစ်တဲ့ခင်လိုင်းနဲ့အတွင်းညီညီတင်ဆက်တဲ့ဖြော်ပြပွဲတွေဟာသာပြက်လုံးတွေဆိုရင်အခုချိန်ထိပြန်ကြည့်တိုင်းရေမောနေကြသေးပါဒိန်းအောင်တဲ့ခင်လိုင်းအတွင်းဟာဆိုရင်ဇက်ပွဲတွေအလူပွဲတွေရုပ်ရှင်ဇာတ်ကားကြီးတွေအထည်နေရာတိုင်းမှာပရိသတ်ကိုရေမောပျော်ရွှင်အောင်ဖန်တီးပေးခဲ့တဲ့ရွှေညင်အောင်အတွင်းလို့တောင်မှတင်စားခဲ့ကြရတာပါသူတို့ပါဝင်တဲ့ဇာတ်ကားတိုင်းဖြော်ပြပွဲတိုင်းဟာပွဲကြခဲ့ရတာကြီးပါပဲဇက်သပင်လောကကနေတဆင့်တက်ပြီးနိုင်ငံကျော်ရုပ်ရှင်တယောက်ဆောင်တယောက်ဖြစ်တဲ့အောင် ောင်မြင်မှုတွေကိုရရှိခဲ့တဲ့ဦးဒိန်းအောင်ရဲ့အမှုပညာလန်းခီကတစ်ချိန်ကတော့တကယ့်ကိုထွန်းလင်းတောက်ပါခဲ့ပါတယ်။ ဒါပေမဲ့အရာရာတိုင်းဟာအမြဲတမ်းတသက်မထဲရှိနေရတော့မဟုတ်ပါဘူး။အချိန်တွေပြောင်းလဲလာတာနဲ့အမြတချိန်ကအတူတူအောင်မြင်ခဲ့တဲ့ဒိန်းထောင်နဲ့ခင်လိုင်တို့ရဲ့အမှုပညာခရီးလမ်းတွေကလည်းအခုဆိုရင်တော်တော်လေးကိုကွာခြားသွားခဲ့ပါပြီ။ခင်လိုင်ကတော့အခုချိန်ထိအမှုပညာလောကမှာအောင်မြင်မှုတွေဇက်တိုက်ရရှိနေတော့ပါပဲ။ဟာသာတယောက်ဆောင်တယောက်ဖြစ်တာမကဒါရိုက်တာတယောက်ဖြစ်ပါကူးပြောင်းပြီးတော့ရုပ်ရှင်ဇာတ်ကားကြီးတွေကိုကိုယ်တိုင်ဦးဆောင်ရိုက်ကူးနေရသလို သူရဲ့စက်သပင်ဖြောပြေးပွဲတွေအလူပွဲတွေကလည်းမနာတမ်းပါပဲ။တနည်းအားဖြင့်ပြောရရင်တော့ခင်လိုင်ကအမှုပညာအလုပ်တွေနဲ့အမြဲတမ်းမအားလက်အောင်လှုပ်ရှားနေပါတယ်။တခြားတစ်ဖက်မှာတော့လူရှင်တော်ကြီးဒိန်းတောင်ကအမှုပညာအလုပ်တွေနဲ့လုံဝကိုအဆက်ပြတ်နေရတဲ့အခြေအနေပါ။သူကိုယ်တိုင်ဝန်ထဲစွာပြောပြထားခဲ့ရကြတော့သူကိုအခုဆိုရင်ဘေးဆက်ပွဲကမှလာမငားကြတော့တယ်လို့သူအယံမြတ်လို့တဲ့ရုပ်ရှင်လောကကနေပါဘေးဒါရိုက်တာဘေးထုတ်လုပ်သူကမှခေါ်ယူသုံးစွဲခြင်းမရှိတော့ဘူးဆိုတဲ့အချက်ပါ။ ဒီထက်ပိုပြီးရင်နာစရာကောင်းတာကအနွေပညာလောကတွေကတချို့သောဒါရိုက်တာတွေထုတ်လုပ်သူတွေရဲ့သဘောထားပါပဲတချို့ကဒိန်းနှောင်းကိုအလုံးလက်တွဲခေါ်ခြင်းကြပေမဲ့တချို့သောထုတ်လုပ်သူတွေကဒိန်းနှောင်းကိုခေါ်လိုက်လို့ဒီရုပ်ရှင်ကားကိုလူလာမကြည့်ရင်တာဝန်ယူမလားလို့မေးမြန်းတဲ့အထီးဖြစ်နေကြတယ်လို့သိရပါတယ်ဒီစကားကတော့သူ့ရဲ့ဘဝတစ်ခုလုံးကိုပြိသက်ထွက်ပေးဆက်ခဲ့ရတဲ့ဝိုင်းရင်အနွေပညာရှင်တယောက်အတွက်တော်တော်လေးခံစားရမယ့်စကားတွေပါတကယ်တော့ဦးဒိန်းတောင်မှာသူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေရှိတဲ့အတွက်ဇာဝင်းကြီးအတွက်ကတော့ပူပန် န်စရာမရှိပဲဟန်မပြတ်နေနိုင်ပါတယ်။ဒါပေမဲ့သူကအနုပညာသမားဆစ်ဆစ်တယောက်ပေါ့။ငွေကြေးပြည့်စုံနေသည့်တန်ရာကိုသူချစ်တဲ့သူမြန်နိုးတဲ့အနုပညာအလို့တွေကိုလောက်ကိုင်းရင်နဲ့ဘဝကိုအတိတ်ပဲရှိရှိဖြတ်သန်းခြင်းတယ်လို့ပြောခဲ့ရပါကင်မရာရှိမှတရုပ်ဆောင်ရတာဆင်းမြင်ပေါ်မှာပြိသက်ကိုဟာသတွေနဲ့ဖြောပြရတာကသူ့ရဲ့ဘဝသူ့ရဲ့အသက်သွေးကြောပါပဲအခုလိုအနုပညာအလို့တွေနဲ့ဝေးကွာနေရတာကသူ့အတွက်တော့အကြီးမားဆုံးသောဆုံးရှုံးမှုတစ်ခုလို့ခံစားနေရမှသိကြပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပြိသက်တွေနေနဲ့ လူရှင်တော်ကြီးဒိန်းအောင်ရဲ့လက်ရှိခြေအနေပေါ်မှာဘယ်လိုမြင်ကြပါသလဲသူ့ကိုသနာမိကြလားသူ့ရဲ့အဟာသတွေကိုပြန်ပြီးတော့ကြည်ကျင်ရေမောကျင်ကြသေးလားဒိန်းအောင်တရားအနုပညာလောကထဲမှာပြန်လည်နေရတနည်းအားရရှိဖို့အတွက်ပရိသတ်တွေရဲ့အားပေးမှုကလည်းအရေးကြီးတာကြောင့်အားလုံးရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်